ာချ်လ23ရက်တနင်္ဂနွေနေ့အာယုံဥစုတောင်းကြီးအစီအစဉ်စပြုဖို့ပဏာမကျမ်းစာတစ်ပုဒ်ကိုဖတ်ပြပါမယ်။ရှမတဲ့ခရုငယ်ခန်းကြီး29ခုနှစ်အငယ်59နဲ့60ဖြစ်ပါတယ်။ယောသတ်ဒီအလောင်းတော်ကိုယူ၍ဖြူစင်သောပိတ်ချော်နှင့်ပတ်ရပြီးလင်ကြောက်၌ထွင်းတော်မိမိတင်ချိန်တွင်အစ်စ်ထဲမှာ ချလိမ့်ဤကြီးစွာသောကြောက်ကိုလည်းတွင်းဝလိုက်လှိမ့်ထားပြီးမှသွားဤဆုတောင်းကြပါစို့။ကောင်းကင်ဘုံ၌ရှိတော်မူသောဖတ်မြတ်စွာသောဘုရားသခင်ယနေ့နာနေ့အစီအစဉ်အစလည်းစုံသုံးပါစလုံး။တန်ရှင်တော်ဘုညင်တို့သည်ကျွန်တော်လမ်းပြ ကောင်းကြီးပေးလက်တွင်တင်ပါမိအကြောင်းမနေ့ယနေ့နောင်ကာလမပြောင်းမလဲအသက်ရှင်တော်မူသောကျွန်တော်ရဲ့ကယ်တင်ရှင်သခင်ခရစ်တော်ရဲ့မြတ်သောနာမ၌ ယုဒေသောကျေးဇူးတော်ပေါင်းကိုချီးမွမ်းလက်အတူတကွဆုတောင်းဆက်ကအနံ့ကြပါလေဖဖျာအာမင်ဓမ္မတိအမှ၄၁မင်္ဂလာစုကျူမင်္ဂလာစုပေါင်းဖြစ်ပွားရာယေရှုရှင်မတော်မူပါကျွန်တော်အသက်တာမှာမင်္ဂလာရှိဖို့ပြောင်းလဲလို့ရှိသောကြောင့်သူမင်္ဂလာနဲ့ပြည့်စုံဖို့တည်ရှင်းလေးကိုကျွန်တော်နှလုံးသားထဲရနေ ခံယူတဲ့သဘောနဲ့မင်္ဂလာနဲ့ပြည့်စုံဖို့ချီးမွမ်းတည်ဆူကြပါစို့ ြုခဲ့တဲ့အရာတွေကိုပြန်လဲစဉ်းစားဆင်ခြင်ဖို့ဖြစ်ပါတယ်။တပတ်တာကျွန်တော်တို့ဖတ်ခဲ့တဲ့နားထောင်ခဲ့တဲ့လေ့လာခဲ့တဲ့ဆွတောင်းခဲ့တဲ့အကြောင်းအရာတွေကိုကျွန်ခွန်အားရလည်းပြန်ဝင်ငှားဖို့ဖြစ်ပါတယ်။ဒီနေ့တပတ်တာကျွန်တော်ပြန်ကြည့်ရင်19ရက်နေ့ကစပြီးတော့19ရက်နေ့ကကျွန်တော်ရက်40ဝရင်းကာလရက်73ရက်မြောက်ဖြစ်တယ်။ တင်ကြီးစဉ်19ရက်မတ်လဖြစ်တယ်။နောက်တစ်ခါဘုဒ္ဓဘူဇာတိပိကြတော့14ရက်မြောက်ဖြစ်တယ်ဝါရင်းကာလ20ကြတော့15ရက်နေ့မြောက်ဖြစ်တယ်20နှစ်စနေနေ့ကတော့16ရက်နေ့မြောက်ဖြစ်တယ်ဒီကနေ့ကတော့တင်းနေကနေဆိုတော့ဒါရီပေါ်မှာကျန်ရပြန်လေပြီးတော့အနည်းငယ်သုံးတာပြီးတော့ခွန်အားပြန်ယူဖို့ဖြစ်ပါတယ်19ရက်နေ့ကကျွန်တော်ခေါင်းစဉ်က အဓိကချက်ကတော့တခင်ယေရှုရဲ့အမှုတော်လုပ်ငန်းများနှင့်တုန်တင်ချက်များအဲရှင်နုကခန်းကြီးဒီအငွေ26 38နော်ရှင်နုကကိုင်းနှင်းအငယ်တက်ကနေ27ဒီမှာဆိုလို့ရှိရင်မာကြီးကသူကကျူမဖြစ်တော့ကြောင်းဝန်ခံနေဆိုတဲ့အခါမှာမင်္ဂလာရှိတော်မိမလို့အပြောခံရရတယ်ဒီနေ့တနည်းအားဖြင့်ကိုယ့်ရဲ့အလူဆန္ဒတွေရှိကြပါမယ် ရားရှင်အလိုတော်ကိုဝန်ခံခြင်းသည်မင်္ဂလာရှိမယ်ကျွန်တော်ခရိယန်ဒီအားလုံးနဲ့တက်ဆိုင်တဲ့မင်္ဂလာတစ်ခုကတော့အေးဝင်လေးတရားကိုเนาะကျွန်တော်တို့ကပြောမယ်ဆိုရင်မင်္ဂလာရှိမယ်လို့ကျမ်းစာပြောထားပါတယ်ဒါကြောင့်ဘုရားရှင်နှုတ်တော်ကအေးဝင်လေးတရားမဟုတ်ရင်ရှင်ဘောလူကအမင်္ဂလာဖြစ်တယ်တဲ့အဓိပ္ပာယ်ကဟောရင်မင်္ဂလာဖြစ်တယ်မဟုတ်ရင်အမင်္ဂလာဖြစ်တယ် ဒါကြောင့်ယုံကြည်သူတိုင်းကိုဖျားခင်ပေးတဲ့ Great Commission ကြီးမြတ်သောစေခိုင်းမှုကသွားပြီးတော့လူမျိုးတကာတွေကိုခရစ်တော်ရဲ့ယုံကြည်တရားဟောရမယ်။မဟောရင်ကျွန်တော်အမင်္ဂလာဖြစ်ပြီးတော့ဟောရတဲ့လူတိုင်းမင်္ဂလာဖြစ်လိမ့်မယ်။ဒုတိယနေ့မှာတော့တောင်းမခံရတဲ့စုံစမ်းတော့ရှက်ချင်းဒီကနေ့စုံစမ်းတော့ရှက်ချင်းနဲ့အများကြီးထဲမှာဖျားခင်အလိုတော်ကိုမလိုက်ခြင်းသည်အကြီးဆုံးသောစုံစမ်းခြင်းပဲဖြစ်တယ်။ဒါကြောင့်ခရစ်တော်က ငါ့ကိုတခင်တခင်လို့ခေါ်တဲ့လူတိုင်းကောင်းကင်ဘုံမဝင်ရဘူးအလိုတော်ကိုဆောင်တော်သူတွေဝင်ရမယ်သူအလိုတော်ပါလေလူအပေါင်းတို့သည်ကဲတင်းချင်းတွေရောက်ရင်တမာတရားကိုတိဖို့တန်ဒီအကြောင်းကိုကျွန်တော်လေ့လာတဲ့အခါမှာကဲတင်းချင်းအကြောင်းမဟုတ်ဘဲနဲ့ကျန်တဲ့ site trap ဖြစ်တဲ့အရာတွေပေါ့နော်ခရစ်တော်ကိုယုံရင်ချမ်းသာမယ်ကြွယ်ဝမယ်နိမိတ်လက္ခဏာပြနိုင်ရမယ်အောဝဲအမှုတွေလုပ်နိုင်ရမယ်ဒါတွေကလွေးသွားတဲ့အပိုင်းတွေဖြစ်သွားတယ် ခင်ရှုဟာအေးဝင်လေးတရားပဲဟောခိုင်းနေမဟောရင်အမင်္ဂလာဖြစ်မယ်။နောက်ဒါကြောင့်စာဒါမဘလို့တွေးဆောင်နေလဲဆိုရင်အေးဝင်လေးတရားကိုမဟောဘူး။တနည်းအားဖြင့်အေးဝင်လေးတရားမြည်ကြီးသစွန်းနဲ့ဇွန်ပြရင်အသိနဲ့ကိုတင်းဆဲခြင်းဖြစ်လာမယ်။စာဒါတိအဲ့လိုမလုပ်ရအောင်ကျွန်တော်တွေးဆောင်တဲ့အခါမှာကျန်တဲ့အပြစ်တွေးဆောင်ခြင်းတွေဘာတွေရတော့အဲကျွန်တော်တို့အောင်မြင်နိုင်သေးတယ်အေးဝင်လေးတရားမဟောခြင်းသည်ဖျားပေးတဲ့မဟာတာဝန်ကြီးကိုလှစ်လူရှိခြင်းဖြစ်တော့ကြောင်း အမင်းနဲ့ဖြစ်နိုင်ပါတယ်ဒါရှင်ဘောလူကသူ့ရဲ့အကြီးဆုံးလုပ်ငန်းတော့အတင်းတော်ရဲ့အများကြီးတည်ဆောင်ခဲ့တဲ့တုံတင်မှုတွေပြုခဲ့တဲ့သူဘာပြောလဲဒီအယုံတရားဖျားသိမ်းတကူတော့ဖြစ်တယ်ဟိလဒလူပဲဖြစ်ဖြစ်ဟိလဒဆိုတာပညာရှာတဲ့လူတွေယူဒလူပဲဖြစ်ဖြစ်နမိတ်လက္ခဏာရှာတဲ့လူတွေပညာမဲ့ပညာရှိအလုံးကိုကယ်တင်တဲ့ဖျားသိမ်းတကူတော့ဖြစ်တယ်ဖျားသိမ်းတကူတော့ဆိုတာအေးပုံလေးတရားလူတွေအသက်တာကိုပြောင်းလဲပေးနေတယ် တယောက်ဆရာကြီးဒီကတော့ Osborne ကကျွန်တော်အသက်ငယ်လူမမီဘူးလေခိုးရငိုက်ဟီလီနဲ့ပတ်သက်ပြီးဖေကအမတန်သုံးခဲ့တဲ့ပုံပုံကြီးဆွတောင်းလိုက်ရင်ခြေတော်တူရပြန်ပြန်ရှိပြီးတော့တီချာ TV နဲ့ရိုက်ပြီးတော့ပြလာတကယ်ဟုတ်တယ်ဆိုတာသူကပြောလေဆိုခြေတော်တူကနေပြန်ရှိတာအကြီးဆုံးနိမိတ်လက္ခဏာမဟုတ်ဘူးလေအကြီးဆုံးသောဖျားသခင်တကူတော်နိမိတ်လက္ခဏာလူရသက်တာကိုပြောင်းလဲခြင်းကဲဒီညွန့်ခံစားရခြင်းတော်ဘလောက်ပဲဒါဖြစ်ဖြစ် ကြီးကြီးအေဝံဂေလိယကိုမျက်ချီမပြဘူးဒါဒီကနေ့ကျွန်တော်အေဝံဂေလိယမဟောဘူးအမင်္ဂလာပြဖို့စံငန်းတဲ့အခါမှာတခါအောင်မြင်နောက်အောင်မြင်သွားလိမ့်မယ်ချက်ချင်းမပြောရဲဘူးအာပြောလိုက်ပြီးခရစ်တော်လက်ခံကအဲ့ဒီရဲ့ဝမ်းပျောက်ခြင်းကျွန်တော်ဆက်ပြီးခံစားရမယ်နောက်တစ်ခါအဲ့ဒီလိုဖြစ်ဖို့ကျွန်တော်နှလုံးသားထဲမှာသခင်ယေရှုနေရာပေးပြီလားလူဟာစိတ်လုံးအပြည့်ရှိတယ်နှုတ်ဝတ်တယ်လို့ပြောတယ်ခရစ်တော်ရှိမယ်ခရစ်တော်ရဲ့တရားထုတ်လို့ရှိရင် ေးဝင်လေးတရားမပြောပဲမနေတော့ဘူး။ဘာလို့အမင်္ဂလာအဖြစ်မခံတော့ဘူး။ခရစ်တော်ရှိရင်ခရစ်တော်အကြောင်းပြောတတ်လာမယ်။ဆိုပါစို့စိတ်နှလုံးတွေဘာတွေရှိလဲ။ကိုရီးယားရုပ်ရှင်ကြည့်ရင်ဟာကိုရီးယားမိသားမိန်းမအကြောင်းပြောမယ်။ဘောလုံးပွဲတွေရှိရင်ဘောလုံးပွဲအကြောင်းပြောမယ်။နိုင်ငံသားဆိုရင်နိုင်ငံရေးအကြောင်းပြောမယ်။စီးပွားရေးသမားကစီးပွားရေးအကြောင်းပဲပြောမယ်။ဒါပေမဲ့ခရစ်တော်တကယ်ရတဲ့လူကခုနလိုစီးပွားရေးတို့ယာဒူးတို့စီးစင်တို့လောကနဲ့ဆိုင်တဲ့အရာမပြောဝင်နဲ့ခရစ်တော်ရဲ့အေးဝင်လေးတရားပဲဟောမယ်။ဒါရှင်ဘောလုံးက အဲ့ဒီအကျွေးငါမှာတင်နေသောကြောင့်တဲ့လူခတ်သိန်းတို့ကိုစီနာစီပြီးဟောဖို့ငါကြိုးစားအားထုတ်နေတယ်နှလုံးသားထဲမှာဘာရှိတယ်လဲပေါင်းကြည့်ပါလူတယောက်ခရံတရားဆရာတွေပေါင်းကြည့်အမနစ်ကျွေးဝချင်းစီရင်ချမ်းသာလူတွေစီရင်ချမ်းသာကျွေးဟုတ်သူပြောလိမ့်မယ်ကျမ်းမာချင်းသူကျမ်းမာချင်းမသူပြောလိမ့်မယ်ခဏလို့လောကနဲ့ဆိုင်တဲ့အရာလေးပြောရင်အဲ့ဒီအချိန်မှာပြောကြလိမ့်မယ်ဒါပေမဲ့နှလုံးသားထဲမှာခရစ်တော်ရှိရင် ခရစ်တော်ရဲ့တရားတော်တွေလာထောင်နေပဲရောက်ရောက်ဘလောက်ပဲနှိစက်ခံရခံရဘလောက်ပဲကြိုးရကြိုးရအခုစရင်ကျွန်တော်သိရတိုင်းပဲနော်အာဂါသထဲမှာလာပေါင်းများဆိုတာမျိုးနေလူပေါ့ကဲထုတ်လာပြီးနောက်ပဲသူဘာပြောလဲအာဂါသထဲကနေခရစ်တော်ရဲ့ကယ်တင်ခြင်းကြောင့်ကိုဝင်ရတယ်တိပ္ပံပညာရှိမှာဒုက္ခအများကြီးရောက်ပါလေဟာငါငါဘလောက်ဒုက္ခရောက်တဲ့ပြင်မပြောဘူးတခွန်းမပြောတော့ခရစ်တော်ရဲ့အေးဝင်လေးတရားကိုတခါတည်းကဘာတော်ဟန်လို့ပြောခဲ့တယ် ရှင်ဘောလူလည်းဒီလိုပဲသူ့အဖြစ်ဖြစ်ဆိုစကားကိုအခရိပမင်းကပြောခဲ့တဲ့ခါမှာမပြောဘူးကျွန်တော်မတရားလုပ်တာပါကျွန်တော်ရုံးမနိုင်ငံသားပါ तू ပြောလို့ရတယ်မပြောဘူး तू ဘာပြောလဲအခရိပမင်းကြီးအဲ့မှာဖြည့်တုံးမင်းကလည်းအမတန်လတ်စားတယ်မင်းတရားလည်းအမှန်မှရှိနေတယ်ကောင်းကင်ကကျွန်တော်ရတဲ့ယူပါယုံကတော့လူတို့ဒီနောက်သားရမယ်နောက်သားနဲ့ထိုက်တဲ့အချင်းကိုကြည့်ရမယ်တခင်ဘုရားထံပြောင်းလဲရမယ်ဒါပဲမလုံးသားတွေမှာဒါရှိတဲ့ခါမှာ ူ့ရဲ့အယူခံအပီးလို့ဘာမှမစဉ်းစားဘူးခရစ်တော်ရဲ့နှလုံးရှိတော်ကြောင့်ခရစ်တော်ရဲ့အတန်တွေထွက်လာတယ်။နောက်တစ်ခါကျွန်တော်မင်္ဂလာတရားတော်ကိုကျွန်တော်လေ့လာကြရတယ်။နော်ဒီတမောဒေသနာကိုလေ့လာတဲ့အခါမှာစိတ်လုံးနှင်းချတဲ့လူကမင်္ဂလာရှိတယ်။စိတ်နှူးညံ့တင်မွေးတွေတော့မင်္ဂလာရှိတယ်။သူတစ်ပါးချင်းခက်ရဖြစ်ခြင်းကိုငြင်းစေတယ်လို့မင်္ဂလာရှိတယ်။ငါကြောင့်ညင်စေခြင်းခါတယ်လို့မမမဲလက်အပြစ်တကတရားတကမင်္ဂလာရှိတယ်။စသဖြင့်မင်္ဂလာတရားတော်တွေ တကယ်ပဲအကြီးကြီးသူဟာခရစ်တော်ပြောသူငါဒီနူးညံ့တိမ်မွေးနှိမ့်ချသောသဘောရှိတယ်။ဒီမင်္ဂလာနေ့ပြည့်စုံမှုဟာတရားတော်ကိုနာယုံမြတ်တာပြည့်စုံသူလိုက်လျှောက်တယ်လို့ဖြစ်ရမယ်။ရှင်ရကုတ်ကလည်းတုံတင်ထားပါလေ။လူတယောက်ပိုက်ဆံနေတယ်။ငါဆွတောင်းမိမဲ့ဝါစီချမ်းနေတယ်အဝတ်စားမရှိဘူး။နှွေးပါစီလို့ဆွတောင်းတာ။အဲ့ဒါယုံကြည်ရင်အသေးပဲ။ငါတို့ယုံတဲ့အတိုင်းလက်တွေ့လုပ်တယ်တဲ့။စားစရာဖြစ်စားစရာပေးလိုက်မယ်။ ဝတ်ဆရာမရှိတဲ့ဝတ်ဆရာပေးလိုက်မယ်။ထောင်ထဲမှာရှိတဲ့တက်တွေးလိုက်မယ်။အဲ့ဒါကတကယ်ယုံကြည်ခြင်းအရှင်ဖြစ်တယ်။ဒီကနေ့ကျွန်တော်ခရိယန်သက်တာမှာကျွန်တော်ယုံကြည်ခြင်းဟာတကယ်ပဲဒီနေ့လားရှင်းနေလားကြမ်းစာနေပဲချိန်တွေးကြည့်ပါ။ဟိုဆရာကြီးဟောတယ်ဒီဆရာကြီးဟောတယ်ဟို over တယ်ဒီ over တယ်မချိန်ထူးပါနဲ့။ကြမ်းစာကျွန်တော်စံချင်းရေးပြညီလည်းဖြစ်ပါတယ်။နော်သူနဲ့စံချင်းတရားမယ်။နောက်တစ်ခါဒုတိယအကြိမ်မူဖတ်ခြင်းမခံရင်ဖျားခင်နိုင်ငံတော်ကိုမြင်းတော်မြင်းမမြင်နိုင်ဘူးတဲ့ လောကအရာပြမြင်ပြီးတော့လောကစည်းစိမ်လောကနဲ့ဆိုင်တဲ့အရာတွေနော်ဒီလောကအရာတွေပြတ်ွေသွားတယ်လောကသားတွေလောကီစည်းစိမ်ကိုဟောကြားတယ်ဒီပေါ်ပဲသူတို့ဝါမြောက်နေကြမယ်ဖျားသခင်နိုင်ငံသားတွေအဲ့လိုမဟုတ်ဘူးခရစ်တော်ကျဲသို့အသက်ရှင်မယ်ဒါကြောင့်အဲ့လိုအသက်ရှင်သွားရင်ကျွန်တော်အသက်တာမှာဖျားသခင်ရဲ့ချီးမြှောက်ခြင်းခရစ်တော်နှလုံးသားတွေမှာနေရာပေးရင်ချီးမြှောက်ခြင်းခံရမယ်ဒါကဘာမှာ ျွန်တော်တင်းဦးဆရာကြီး MC 2000ကျတော့အဲ့တော့ပြောပြပါလေအဲ့တော့နောက်အထွေထွေတွေ့မှု MC အထွေထွေမှုဆရာတူးလုံးရေပြောဆိုချက်လည်းရှိပါတယ်သူနိုင်ငံရရောက်သွားတဲ့ခါမှာတဲ့အထွေထွေတွေ့မှုဘာမှလူတွေတကြီးမဆိုင်ဘူးတင်းဦးဆရာလက်မဟုတ်ဘူးအေးဝင်လေးဆရာအထူးဦးစားပေးတယ်ဒါအေးဝင်လေးတရားဟောတဲ့လူရဲ့ခြေတော်ကတောင်းပေါ်မှာကြည်ရတယ်ဒါတော့ကောင်းတဲ့မင်္ဂလာကိုကျွန်တော်လူချင်ရင်ဒီနေ့ ဘုရားသခင်စကားကိုနားထောင်ဖို့အရေးကြီးတယ်။နားထောင်ရင်မင်္ဂလာနဲ့ပြည့်စုံနေမယ်။ဒါကြောင့်တပတ်တာလုံးကိုခြုံပြီးလေ့လာတဲ့အခါမှာခရစ်တော်ရဲ့တက်တော်စဉ်လေ့လာတဲ့အခါမှာခရစ်တော်ကဲ့သို့အသက်ရှင်တဲ့လူတွေကို ခရိယန်လို့ခေါ်တယ်။ခရစ်တော်ကဲ့သို့ပြောဆိုနေတဲ့လူတွေကိုခရိယန်လို့ခေါ်ပါသမုတ်တယ်။ခရစ်တော်ကဲ့သို့လိုက်လျှောက်တဲ့လူတွေကိုခရိယန်လို့သမုတ်တယ်။ဒါခရိယန်ဆိုတာ singular မဟုတ်ဘူး plural noun ဆိုတော့အများဆုံးအဲ့ဒီလိုယုံကြည်လိုက်လျှောက်တဲ့လူတိုင်းကိုအန်ဒီအိုမီမှာပထမဆုံးခရစ်ယာန်လို့ခေါ်ဖို့တမချင်းကိုခံရတယ်ထိုကဲ့သို့အသက်ရှင်နေအောင်ကျွန်နှုတ်ကပတ်တော်ကိုဒီနေ့ကြားယူနေမှာကနားထောင်ယူနေမှာကလက်တွေ့လိုက်လျှောက်ခြင်းအဖြစ်ကျွန်တော်မင်္ဂလာရှိတော်သူဖြစ်အောင်ဘုရားခင်ကျွန်တော်အသေးသေးကိုတောင်းကြည့်ပေးပါစေဆုတောင်းကြပါစို့ဆုတောင်းချက်ကအဲ့ဒီတပတ်တာမှာ ပြောတဲ့အချက်ဒီပုံမှာတစ်ခုချင်းကျွန်တော်တို့ဆွတောင်းသွားပြီးပါပြီ။မှတ်မိတဲ့လူလိုက်တောင်းလို့ရတယ်။ပြီးတော့မင်္ဂလာညီကိုမြင်တဲ့လူတွေငွေနှင်းရှင်တွေဆွတောင်းထားပြီးပြီ။အဲ့ဒီအတွက်ကျွန်တော်တို့တိတ်ပြီးတော့အဲတောင်းစရာမလိုတော့ပဲနဲ့နော်။ကျွန်တော်တို့ဒီတပတ်တာမှာဘုရားခင်တုံ့တဲ့အရာကိုကျွန်တော်တို့အတူတူကကျေးဇူးတော်ချီးမွမ်းကြပါစို့။ကောင်းကင်ဘုံနဲ့ရှိတော်မူသောအဖမျက်စောသောဘုရားခင် ဝါဒွင်းကာလရက်40အစာဆောင်ခြင်းတတိယအပတ်မှာခရစ်တော်ရဲ့တက်တော်စီကိုကျွန်တော်လေ့လာရပါတယ်။သခင်ရှေးအမှုတော်လုပ်ငန်းနဲ့တုန်တင်ချက်များသည့်အဓိကနေလေ့လာတဲ့အခါမှာပထမဦးဆုံးကိုရှင်အလိုတော်ဝန်ခံတဲ့လူဟာမင်္ဂလာရှိပါတယ်။မင်္ဂလာရှိတဲ့မိမလို့ခေါ်ခြင်းကိုမာကြီးဒီခံရတယ်လို့ကျွန်တော်တို့ဒီလေမိမိရဲ့အလိုကိုဦးစားမပေးဘဲနဲ့ ်ကရှင်အလိုတော်ဖြစ်တဲ့လူဘောင်းတို့ဒီကေတီညင်းတို့ရောက်ရတမတရားကိုတိမိအကြောင်းဆောင်ရွက်ခြင်းအဖြစ်မင်္ဂလာနှင့်ပြည့်စုံစီတမှုပါဤကေတို့တော်ဝမျက်ဖွေရတည်ကောင်းကျိုးချမ်းသာရဲ့ဝမျက်ဆက်တည်ကိုဝိနည်းတရပါအပေါင်းတို့အားဟောကြားလို့ပြောကြားလို့လို့မိမ့်မှာခဲ့တဲ့ကိုရှင်မိမ့်မှန်တန်ကိုနားမထောင်စာရင်ရဲ့သွေးဆောင်ခြင်းကနေလဲအရောက်တိုင်းကင်းလွတ်နိုင်ဖို့မဆာတယ်မပါစာရန်ဒီစာဝုနေရင်အတွက်တော်၎င်းကြိုကြားမှုအတွက်တော်၎င်း လောကီစည်းစိမ်နဲ့ဥစ္စာတွေအတွက်၎င်းတွေးဆောင်တဲ့အခါမှာကျွန်တော်ကိုးကွယ်တဲ့အရှင်သည်လူသားတိုင်းခံစားရတဲ့ရည်ဘူးရစုံစမ်းခြင်းတွေကိုအောင်မြင်ကျော်လာနိုင်တယ်လို့ဤကဲ့သို့အောင်မြင်တဲ့အခါမှာလည်းမိမိရဲ့ရက်လေးစက်အစာရှောင်ခြင်းမဟုတ်ဘဲနဲ့ကိုရှင်နှုတ်ကပတော်ဒီဟုသောဝိညာဉ်ရဲ့ဓာန်အဖြစ်နှုတ်ကပတော်လာတယ်နှုတ်ကပတော်လာတယ်နှုတ်ကပတော်အဖြစ်ဆိုပြီးတော့အောင်မြင်ခဲ့သလိုကျွန်တော်တို့လည်းထူရဲ့အောင်မြင်ဖို့ကျွန်တော်ကိုကောင်းကြီးပေးခဲ့သောကြောင့်ကိုယ့်ကိုယေရှုတင်ပါလေ ကျွန်တော်ဤကဲ့သို့သွေးဆောင်ကြီးကလွတ်မြောက်ခြင်းခံရသည်တမကတကယ်ပဲမင်္ဂလာနဲ့ပြည့်စုံတဲ့တံပေါ်ဒေသနာကိုလည်းလိုက်လျှောက်ခြင်းအဖြစ်သခင်ဖျားကဲ့သို့ကျွန်တော်တို့သည်နှိမ်ချသောသဘောနုညံ့တိမ်မွေသောသဘောနှင့်မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြဖို့ဤကဲ့သို့ကိုရှင်ပြောတဲ့လုပ်ငန်းတွေကိုတန်တဲ့လုပ်ငန်းတွေကိုအမှုလိတရားတမကလူရည်လူအပ်ချက်ကိုကူညီမဆတဲ့အခါမှာလေလူရည်ရဲ့ကဲ့ရဲ့ခြင်းပြည့်တည်ညွတ်ခါတဲ့အခါမှာမင်္ဂလာရှိတယ်ဆိုတဲ့အတိုင်းပဲ ဤကဲ့သို့ခံရတဲ့အခါမှာသခင်ဖျားပြီလင်နှုတ်ကတလုံးမထွက်ဘဲနဲ့မင်္ဂလာကိုခံယူသလိုခံယူနိုင်မှုကိုတော့ကောင်းကြီးပေးတော်မူပါသခင်ရှိကြွလာခြင်းသည်အမင်္ဂလာကနေမင်္ဂလာကိုထုတ်ပေါ်ရှိပါလေဒီကြောင့်သခင်ရှိကြွလာခြင်းကိုကျွန်တော်တို့ခံယူပြီးတဲ့အတိုင်းပဲကျွန်တော်အသက်တာမှာအမင်္ဂလာများကင်းလွတ်ပြီးတော့မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြဖို့ကိုတော့ကောင်းကြီးပေးတော်ကြောင့်လည်းကျေးဇူးတင်ပါတယ်ထို့ပြင်ဒုတိယဝင်းခြင်းကိုခံယူပြီးတော့ နှလုံးသားထဲမှာကိုရဲအုပ်ဆိုခြင်းကိုရဲရဲ့ကိုရော့ကိုနှလုံးသားမှာမူဖွားခြင်းနေရာပေးခြင်းအဖြစ်စိတ်လုံးအပြည့်ရှိတဲ့နှုတ်ကမွတ်တယ်ဆိုတဲ့ကိုရရှင်ဖျားသခင်နှုတ်ကပတော်သည်ကျွန်တော်တက်တာမှာကျွန်တော်နှုတ်ကနေကိုရရှင်အချောင်းကိုဟောပြောတက်တီကံခြင်းအဖြစ်နှလုံးသားထဲမှာကိုရရှိချောင်းကိုတက်တီပြနိုင်ဖို့တက်တီပြုနိုင်ဖို့တက်တီထူနိုင်ဖို့ကျွန်တော်အသေးလေးကိုကိုရကောင်းကြီးပေးလို့လဲကျေးဇူးတော်ကို ချီးမွမ်းပါတယ် ဘုရားသခင်စကားကိုနားထောင်တဲ့ကောင်းကင်သားလေးကြွေးကြော်တယ်လို့ကျွန်တော်တို့ဒီကုသစကားကိုနားထောင်ပြီးတော့ကြွေးကြော်နိုင်ဖို့အတ္တိရိကိုကောင်းကြီးပေးပါမည်အကြောင်းအတ္တိကစစ်တောင်းကြတဲ့အခါမှာကျွန်တော်အားလုံးကိုမင်္ဂလာနဲ့ပြည့်စုံစေဖို့ရန်အလိုတော်ရှိတော်မူသောမင်္ဂလာတရားတော်ကိုကျွန်တော်ချီးမြှင့်နေတာမကနားထောင်ယူတက်တက်မှုပဲနဲ့လိုက်လျှောက်ခြင်းအဖြစ်ကိုကိုလှည့်ပြခြင်းနဲ့ခင်ပြီးတော့ကိုတော်ရှိတော်မှာရေဝန်စွာဝင်ရောက်နိုင်သော အခွင့် မင်္ဂလာနှင့်ပြည့်စုံစေပါမည်အကြောင်းကျွန်တော်အတူတူကဆုတောင်းကြတဲ့အခါမှာသခင်ဖျားတင်ပေးခဲ့တဲ့ပဋ္ဌာန်းတော်အတိုင်းကျွန်တော်ဒီသဘောချင်းတူလက်ဆုတောင်းကြမည်မှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်ဒီအဖာကိုတော်ဤနာမတော်အားယူသည်လင်းမြခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတကယ်သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအတမွေးလောက်သောအစာကိုကျွန်တော်တို့အား ယနေ့ပေးသနာတူပါသူတပါးဒီကျွန်တို့တို့ကိုပြမာတို့ပြများကိုကျွန်တို့တို့ဒီလွတ်ကဲတို့ကျွန်တို့ဒီအပြစ်များကိုလွတ်တူပါအပြစ်သွေးဆောင်အားတို့မလဲမပါစီပဲမကောင်းသောအမှုရာမှလည်းကယ်နှုတ်တူပါအစိုးပိုင်သောအခွင့်နှင့်ဘုန်းတော်ကိုအာနုဘော်တော်သည်ကဘာအဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်ဓမ္မတိအမ84ဓမ္မတိအမ84 နားထောင်ကောင်းကင်သားကြည့်ကြောအခုဖွားမိဘရင်ဘုံတော်ကဘာပေါ်မှာညင်တဲ့ချင်းကောင်းကင်ပေါ်မှာဘုံကြီးစီရှိစေဖို့အပြစ်ရှိတဲ့လူကိုချမ်းသာပေးတဲ့ဖျားခင်တဲ့သူတွေးဆုံနိုင်ဖို့ဒီတရှင်လေးကိုမေတ္တာပို့ရသဘောကျွန်တော်ကိုယ်တိုင်ခံယူပြီးတော့ကျွန်တော်သက်ဆိုင်တဲ့လူတွေကောင်းကင်ပေါ်မှာကိုတော်နဲ့ပြန်ဆုံတွေ့နိုင်သည့်တိန်အောင်သူတည်င်းကိုကြားပြီးတော့ယုံကြည်လူပါကယုံကြည်လက်ခံလာတယ်ဖို့ တရှင်းလေးကိုစက္ကန့်တဲ့သဘောနဲ့ချီးမွမ်းတဲ့သဘောနဲ့ကျွန်တော်မြစ်တာပို့တဲ့သဘောနဲ့ဒီဆိုချီးမွမ်းကြပါစို့追踪。 င်ပုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားသခင်ကိုရောကိုယုံကြည်သောသူတို့သည် လောကမှာအသက်ရှင်နေစေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံစေဖို့ရန်ကိုရောအလိုလိုရှိတဲ့အတိုင်းပဲကျွန်တော်အသက်တာတည်တည်မှာမင်္ဂလာများကိုစုပေါင်းပြီးတော့ချီးမွမ်းခံယူရသည့်အသက်တာအတူတူဖြစ်စေဖို့ရန်ထာဝရဘုရားသည်ကျွန်တော်တို့ကိုကောင်းကြီးပြည့်ဆောင်မကြည်ရှိပါစေတော့ကျွန်တော်တို့ဘုမကုရဲရှင်မျက်နှာအလင်းတော်ကိုလှုပ်လှဲ့ကျွန်တော်တို့အား ဂယုဏကျေးဇူးပြုတော်မူပါစေတော်ကျွန်တော်တို့ကိုမျှော်ကြည့်ပြီးတော့ချမ်းသာပြုတော်မူပါစေတော်ခမည်းတော်ဖခင်သခင်ရဲ့မြတ်တာတော်ဘာတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နဲ့တန်ရှင်းသောဝိညာဉ်တော်ဖခင်ရဲ့မိသားပွဲခြင်းကျေးဇူးမင်္ဂလာအပေါင်းတို့သည်အမိမြန်မာနိုင်ငံတို့ကြီးနှင့်နိုင်ငံသူနိုင်ငံသားအသီးအသီးပေါ်မှာယခုမှစ၍ကာလအစဉ်မြတ်တည့်ရောက်ကြည်ရှိတည်နေပါစေတည်းအာမင် Holy.